တရားပဲစီကနော့ရီချန်တရင်ဌာနရဲ့ဇွန်လ25ရက်ဗုဒ္ဓဟူးနေ့ညနေခင်းရုပ်သံသတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်။ဒီနေ့မှာတော့မော်ချီဒေတာကို စက်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့ပြီးထိခိုက်မှုရှိနေတဲ့သတင်းစက်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်ဖွဲ့စစ်ကြောင်းဆောင်းနှန်းခဲကျေးရွာထိ ရောက်လာတဲ့ဖြစ်စဉ်ဆောင်းနှန်းခဲကျေးရွာကနေအိမ်တွေကိုစက်ကောင်စီနဲ့ PNO တို့မိရှုဖျက်ဆီးခဲ့ပြီးနေအိမ်တစ်ဝက်ကျော်မီးလောင်ပြာကျနေတဲ့အခြေအနေနဲ့ မိုးပြဲတိုက်ပွဲတွင်ဒီမော့ဆော့အမတ်1100နှစ်တက်ရေးကရဲဘော်တို့ဦးကြဆုံခဲ့တဲ့အကြောင်းတွေကိုကြည့်ရှုနားဆင်ရပါမယ်။ဖောင်ဆောင်မြို့နယ်မော်ချီဒေသကိုစစ်ကောင်စီကဒီကနေ့မနက်7:00နာရီခွဲအချိန်မှာလေကြောင်းအုံပြတိုက်ခိုက်ခဲ့ပြီးလူထိခိုက်ဒေဆုံးမှုရှိတယ်လို့ဒေသခံတွေကပြောပါရယ်။လေကြောင်းဘုံကျဲခံရတဲ့နေရာအနီးတစ်ဝိုက်မှာနေထိုင်တဲ့ဒေသခံတဦးကတော့ခဲချင်းအလုတ်သမားတဦးဘုံဆထိမှန်တဲ့အတွက်ပွဲချင်းပြီးတည်ဆုံသွားတာကို မြင်တွေ့ခဲ့ရတယ်လို့ Canary Time ကိုပြောပါတယ်။ထိခိုက်မှုနဲ့ပျက်စီးမှုအခြေအနေကိုတော့ Canary Time အနေနဲ့ဆက်လက်စုံစမ်းနေသေးပါ။ဘုံမကျဲခင်15မိနစ်ခန့်ကင်းထောက်လေရီတွေပြန်ဝဲနေပြီးအဲဒီနောက်မှာတော့ဘုံတစ်လုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တာလို့ဒေတာခန်တွေကပြောပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိတဲ့မော်ချီဒေတာကိုစစ်ကောင်စီကလေချောင်းတိုက်ခိုက်ခဲ့တဲ့အချိန်ကြီးဟာအခုချိန်ပါဝင်6ချိန်ရှိနေပါပြီ။အဲဒီတိုက်ခိုက်မှုတွေအတွင်း အရသား၁၀ဦးထက်မနည်းတေဆုံးခဲ့ပြီး၃၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဇွန်လ၂ရက်နေ့ဖဲခုံရှစ်ဖက်ကမ်းရေပူကျေးရွာကိုအင်အားတထောင်ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ် PNU ပူးပေါင်းတပ်တွေဟာမနေ့ကညနေပိုင်းဆောင်းနှန်းခဲကျေးရွာကိုရောက်ရှိလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေသလိုဒေသခံတွေလည်းထပ်မံသိမ်းရှောင်နေကြရပါတယ်။တော်လိုက်ပူပေါင်းတပ်ဖွဲ့ဘက်ကရေပူ၊မြောက်လေးပင်၊နန်တုတ် တောက်ပုတ်ကွဲစတဲ့နေရာလေးခုကိုဆုတ်ခွာပေးခဲ့ရတာပါဒါရီပြင်မင်းညာကတောက်ပုတ်ကွဲကနေဆောင်းနှန်းခဲကျေးရွာဘက်ကိုထပ်မံထိုးစစ်ဆေးလာခဲ့ပြီးဆောင်းနှန်းခဲကျေးရွာကိုလက်လွတ်လိုက်ရတယ်လို့တော်လာရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဖေခုံအေးအရှိဖက်ကန်းကကျေးရွာ15ရွာဟာထွက်ပြေးတိမ်းရှောက်ခဲကြရပြီးကျေးရွာကိုဆောက်ရှောက်မဲ့လူတို့ချို့ကြန့်ရှိခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့ကြန့်ရှိနေတဲ့ဒေသခံတွေကလည်း ထက်မှန်သိမ်းရှောင်နေကြရတာပါပြီးခဲ့တဲ့ဇွန်လ16ရက်နေ့မှာဖဲခုတ်အရှိဖက်ကန်ကနေဒီမော့ဆိုဘက်ကိုထွက်ပြေးခွန်လွန်လာတဲ့ဆက်ရှောင်လေးတောင်ဝင်းကျင်အတွက်အခြေခံလိုအပ်ချက်များစွာရှိနေပြီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေရရှိဖို့ကိုလည်းဂရင်းနီပီဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကဖိတ်ခေါ်ထားပါတယ်ရှင်။ဆောင်းနှန်းခဲကြေးရွာကဒေသခံနေအေတွေကိုစစ်ကောင်စီနဲ့ ြည်သူ့စစ် PNO တို့မနေ့ကဇွန်လ24ရက်နေ့မှာမိရှုဖြစ်စည်းသွားတယ်လို့မိလာတဲ့အခြေအနေကိုမြင်တွေ့ခဲ့ရတဲ့ရှစ်တန်းရောက်တော်လာရေးရဲဘော်တွေက ပြောပါတယ်။အင်ချင်60ဝန်းကျင်ရှိပြီးလက်ရှိမှာတော့တဝက်ကျော်မိလောင်ပျက်စီးသွားပြီလို့ဆိုပါတယ်။ဆောင်းနှန်းခဲကြေးရွာဒေသခံတွေဟာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ရွာလုံးကျွတ်ထွက်ပြေးတိတ်ရှောင်ခဲ့ကြရတာပါ။ဆောင်းနှန်းခဲကြေးရွာမှာရှိတဲ့ကယန်းပြည်တိခိတ်ကိုလည်းပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာ PNO ပြည်သူစစ်ကနေဘုံကျဲတိုက်ခိုက်ခဲ့ပြီးကဲန်ပြည်သူရဲဘော်နှုတ်ထိခိုက်ကတအူးကြဆုံးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။မိုးပြတိုက်ပွဲတွင်ပြည်သူကာကွယ်ရေးတပ်မတော်ရှမ်းတောင်ဂရီနီစစ်တိုင်ဒီမော့ဆိုအမှတ်1102နှစ်တဲ့ရေကရဲဘော်တအူးကြဆုံးသွားခဲ့ပါတယ်။မင်းကဇွန်လ24ရက်နေ့မိုးပြင်းမြို့ကိုထွန်းစစ်ဆင်လာတဲ့စစ်ကြောင်းကို ခုခံတိုက်ခိုက်ရေးကြောက်ဆုံသွားခဲ့ရတာပါ။ကြောက်ဆုံသွားတဲ့ရဲဘော်ကတော့ရဲဘော်ချာလီခေါ်ဘူတာချောင်းပဲဖြစ်ပါတယ်။ ဘူတန်ချောင်းဟာ2021ခုနှစ်ဩဂတ်စ်လ22ရက်နေ့ကလေးကတီမောဆို PDF 1100နှစ်တပ်ဖွဲ့တွင်ကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီးထောက်လှမ်းရေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့နဲ့9ရက်နေ့တွေမှာလည်းမိုးပြေပြည်သူကာကွယ်ရေးကျွဲဂျူတပ်ခွဲကရဲဘော်မောက်အာကာထုနဲ့ရဲဘော်မောင်နေမင်းထရိုးနှစ်ဦးစာဆောင်ခဲ့ပါတယ်။ လက်ရှိမှာလည်းတိုက်ပွဲပြင်းထန်နေသေးတယ်လို့စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်တာတွေလက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ဒေတာခန်းကပြောပါတယ်။ကနရီထိုင်းသတင်းဌာနရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny ပြည်သူပြည်သားအားလုံးစစ်ဘေးပါဝင်ကပ်ဘေးမြို့မြို့နဲ့ကေဝင်ကြပါစေရှင်။ကျမမော်လေးများပါ။